မင်္ဂလာပါရှင်ဒီနေ့တော့ကြက်ကရှင်ကြက်လေးချက်ပြပါမယ်ကြက်ကတော့ကြက်မောင်တုံးထားပါရှင်ကြက်ကရှင်ကြက်မှာပါဝင်တဲ့ပစ္စည်းတွေဟပ်ဖဲရွက်ရှမ်းနံနံမြုပ်ကောင်းပေကြက်တုံးပြကြက်တုံးပြမြုပ်ပြတိန်ဒါတွေအထက်ပါပါတယ်ပါဝင်တဲ့ပစ္စည်းတွေအားလုံးကိုတိတိကျကျလေးမြင်အောင်ထောက်ပါမယ်နှမအောင်ထောက်လိုက်တာမြုပ်ကောင်းပါ

ီးပြီဆိုရင်တော့စားနေထားတဲ့ကြက်ကြက်တာအသုံးနေမယ်ရောပြီးတော့နေပါမယ်ဒါကတော့ဖမ်းမိပြီးတော့ရေခဲပြတာမှာနှက်ထားတဲ့ကြက်ပါတွေပါအာကြက်ခရင်ကြက်မှာဆိုရင်များစွာအဖြစ်ကြက်ကြက်ပြုတ်ကိုသုံးပြီးတော့အတုံးနည်းနည်းတိတိလေးတွေသုံးထားပါတယ်ဒါကတော့တမျိုးစမ်းချက်ကြည့်တာပါကြက်မှာနဲ့ချက်ထားပါလေအဝင်ကြီးစီးရဲ့စီးနေငယ်ထည့်ပါမယ် စစ်သားကစားနေနေနဲ့ဟိခတ်မှုတွေထားပြီးသားဖြစ်လို့ပါမှာဖြစ်ပါတော့ရှင်။ဒီတိကျချက်လေးနှောင့်နေပြီးပါတယ်။ နောင်လည်းပြီးပြီဆိုတော့ BAA လေးနဲ့စပြီးချက်ပါအောင်နော်ဒီမှာအောင်တည့်ရေမှာတော့ရေနည်းနည်းလေးပဲထည့်ပါမယ်အသားလေးကိုအရသာလေးပုံတော့ဖြစ်ပါချင်းတော့ဟာပေးလို့ခဲ့ပါတယ်။ခြေကိုအသုံးပြုလို့ရတယ်လို့ရင်းနှီးတဲ့ထားပြီးတော့ရင်းနှီးထည့်ရပါတယ်။ကျမတို့ကတော့ရင်းနှီးတဲ့ပြီးတော့ ဒီမျိုးကိုထည့်ပြီးတော့သုံးပြထားပါတယ်ဒီမျိုးလေးတည်ထားတာပါအုံးကြီးတော့ထည့်ချက်ထားပါတယ်။ချက်ပြိုးစုံတဲ့အိမ်ကောင် ်ပေါ်လာပြီဆိုတော့အရေးကြီးဆုံးအစိမ့်ကတော့ချင်းစောကားပြီးပါဒီဟာကိုရင်းနှီးလေးဖြောပြီးတော့ဖတ်ထည့်ပါမယ်ဒီဒီနေထားဆိုရင်တော့စားလို့ရပါပြီ။ဒါကတော့ကြက်ကရှင်ကြက်လေးဖြစ်ပါလေ။အရန်ကိုစားကောင်းပါလေ။သူ့ရဲ့အနှစ်လေးကလက်ဖက်မှတ်ထားတဲ့အနှစ်လေးလေး။ရတာတူတူပါပဲ ်ပထမဆုံးစားဖို့ရဖြစ်ပေမဲ့အရင်ကြိုက်လို့ချက်ပြီးတော့မျှဝေပေးတာပါရှင်အားလုံးပဲချက်စားကြကြပါနော်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်